ပိဿဝဂီတွေကခလန်းလန်းကလေးကမြတ်စွာဘုရားကြွလာတာကိုမြင်ရတယ်မြင်ရတော့ဟိုမှာဂျန်ဂေါရမတော်လာနေပြီအကျင့်ကနေထွက်ပြီးတော့ပေါ်ပေါ်ရောရောနဲ့ဟိုသွားဒီသွားသွားနေတယ်အဲ့တော့အခုတို့စီရောက်လာပြီလာတဲ့အခါကျတော့ဘယ်သူမှခရီးဦးကျိုမဆိုနဲ့သူ့ထဲမှာပါတဲ့တပိတ်တန်ကန်းကိုဘယ်သူမှမယူချနဲ့သို့တော့နေရာထိုင်ရင်းလေးတော့ပေးထားဖန်ရင်ထိုင်လိုက်ပဲဘယ်သူမှခရီးဦးကျိုမဆိုနဲ့လို့ဆိုပြီးတော့တိုင်ပင်ညတာဘာဖြစ်လို့ဒီလိုလောက်ထားတော့ ဘုရားအလောင်းဘဝတုန်းကအလွန်မြှင့်လင်းချက်ကြီးစွာ6နှစ်နိဗ္ဗာန်ကအနိဒာမှာနေခဲ့ကြတာအဲ့ဒီမှာဒုက္ခရာစရိယအကျင့်ကိုလက်လျှော့သွားကြတဲ့ကသူတို့ကစိတ်ပြတ်သွားကြစိတ်ပြတ်သွားပြီးတော့အထင်လွဲသွားတယ်အဲ့ဒါကြောင့်မလို့ရသော်ဘုရားကြွလာတဲ့အခါကျခီးဦးကျူမဆိုကြဘူးမဆိုကြနဲ့လို့ဆိုပြီးတော့ဂတိကဝတ်လောက်ကြအနိနာလည်းရောက်လာရောမနေနိုင်ဘူးတဲ့ဘာဖြစ်လို့မနေနိုင်တာတုန်းလို့ဆိုတော့သူတို့လည်းကပိလဝတ်သားတွေပဲလေရသော်ဘုရားငယ်စဉ်တုန်းကတည်းက ဘုရားကမင်းသားသူတို့ကဘယင်ကိုမိကိုပြီးအတမွေးရတဲ့ပုံနာတွေအဲ့တော့မင်းသားလာတယ်ဆိုတော့မနေရဘူးပေါ့ဒါလည်းပါမှာပေါ့ရသော်ဘုရားရုပ်အဆင်းအင်္ဂါရဲ့ခြင်လင်မှုမျက်နာရဲ့တည်ငြိမ်အေးချမ်းမှုတွေကိုမြင်လိုက်ရတဲ့အခါမနေနိုင်ကြဘူးခရူးကျိုးဆိုတဲ့ဘုရားဆိုပါလာတဲ့တပိတ်ကိုလှမ်းယူတဲ့ပုဂ္ဂိုလ်ကြီးအဲ့ဒါလို့နေရာထိုင်ခင်းပြီးရသော်ဘုရားထိုင်ပြီးတဲ့အခါကျတော့ရသော်ဘုရားကပစ္စဝဲကြီးကိုစပြောတယ် ငါအထူးခြားတဲ့တရားဓမ္မကိုရလာပြီငါပြောတာနားထောင်냐ငါပြောတဲ့အတိုင်းလိုက်နာချက်သုံးမယ်ဆိုရင်မင်းတို့မကြခင်မဲဓမ္မစရိယကျင့်တဲ့တစ်ခုရဲ့အဆုံးသတ်ရတ္တမဲ့ရတ္တဖို့ဆိုတာကိုယ်တိုင်သိရှိလက်တွေ့ရရှိကြမှာဖြစ်တယ်လို့ဆိုလက်မခံလက်မခံဘူးလက်ဆော့ဘုရားကိုဓာန်တူဆက်ဆံပြီးတော့စကားပြောကြတယ်အာဟုသောဃောရမငါရှင်ဃောရမမိတ်ဆွေဃောရမဒီလိုစကားလုံးနဲ့သုံးတယ်ဆရာအနေနဲ့ဆက်ဆံပြောဆိုခြင်းမရှိဘူး ဒန်းတူအနေနဲ့ဆက်ဆံပြီးတော့ပြောကြ။ဘယ်လိုပြောရအောင်ဆိုဒါငါရှိန်ကောဓမမဖြစ်နိုင်ပါဘူးတဲ့။ဟိုတုန်းကအကြီးအကျယ်ပြင်းပြင်းထန်ထန်အချက်နေဒုက္ခရဆရိယအချက်နေရှင်းလုံးကမှထူးခြားတဲ့အသိဉာဏ်မရတာ။အခုလိုလျှောက်သွားနေတာတရားမလုပ်ဘဲနဲ့လျှောက်သွားနေတာဘယ်လိုလုပ်ရမှာလဲ။မယုံဘူး။အဲ့ဒီမယုံတဲ့ပုံကိုယ်တွေကိုစီယုံရတယ်ဆိုတာလွယ်တာမဟုတ်တာ။တရားဆိုတဲ့ယုံကြည်မှုကဘယ်တော့မှအရေးကြီးတယ်။မယုံဘူးလက်မခံဘူး။အသိဉာဏ်ရလာတယ်ဆိုတာလက်မခံဘူး။ လက်မခံသေးတဲ့မြတ်ကလပ်ပတ်လို့နားထောင်မှာမဟုတ်ဘူးအဲ့တော့ရသော်ပြားကတစ်ချိန်မဟုတ်ဘူးနှစ်ချိန်သုံးချိန်ထိအောင်ပြောတယ်ပြောတာကိုပဲသူတို့လက်မခံကြဘူးနောက်ဆုံးကြတော့ရသော်ပြားကသူတို့မေးခွန်းထုတ်လိုက်တယ်နေပါအောင်နဲ့6နှစ်ဒုက္ခရာစရိယာကျင့်နေတော့ငါတရားသူရပြီလို့ဘယ်နှခါများပြောဘူးလဲလို့ဆိုအဲ့ဒီကြတော့မှသူတို့စဉ်းစားမိဟုတ်သားပဲတို့ကိုအားပေးတဲ့အနေနဲ့စိတ်အားမလျှော့ကြနဲ့ငါရတော့မှလို့တခါမှပြောဘူးဘူးတဲ့ မြတ်စွာဘုရားဘယ်တော့မှသူတို့အာဘိဓကပြောခဲ့တာမရှိဘူးအခုသူတကယ်ရလို့ပြောတာပဲလို့ဆိုပြီးတော့ချက်ချင်းကြီးပဲသူတို့စိတ်ထားပြောင်းသွားပြီးတော့လေးစားမှုပြန်လာ